မလာရှန်ကတော့ပဲအတောင်းရှိတောင်းနဲ့မရဘူး။မရတော့ဘူး။ဒါပေမဲ့အဲ့ထက်မကတမိုးရှိတဲ့စာပေတွေကတော့တောင်းရှိတောင်းနဲ့ရပါလေ။ စိတ်နှိုးကခန္ဓာကိုယ်ကျန်းမာဖို့အတွက်အဲဝေါ့ကောက်တွေလုပ်ကြရတယ်နော်ပြီးရခါကျရင် diet တွေ diet plan တွေဆွဲကြရပရိုတင်းတွေတောက်ကြရတယ်ရုပ်ကိုအစာအာဟာရစောင့်လို့စိတ်ကိုလည်းပညာဗဟုသုတတွေပြုတော့အာဟာရစောင့်ပါတယ်အဲ့တော့စိတ်တွေမကျန်းမာကြဘူးစိတ်တွေမပျော်ရွှင်ကြဘူး depression တွေဖြစ်ကြတယ်ဆိုတဲ့နေရာမှာစိတ်တွေလိုအပ်တဲ့အာဟာရတွေအဲကိုကကောင်းကောင်းမပေးနိုင်ဘူးပေါ့နော်ခန္ဓာကိုယ်မှာမှာ vitamin C ချို့တဲ့တယ်ဆိုရင် vitamin C ဖြစ်စေစေတောက်ကြရမာဒီ vitamin တွေတောက်ကြရတယ်ငါစိတ်တွေမကျန်းမာပျော်ရွှင်နေတာရောဘာလို့သူ့အစာမကြွေးတာလဲပေါ့နော်အဲ့တော့ ိတ်ကက်အစာဒီစိတ်ကက်အဟာရဒီစပေးပါအဲ့တော့ဆရာပြောတဲ့ဆရာကအများသောအားဖြင့်ကဒီလူငယ်စိတ်ခုံအားဖြင့်စာဒီရေးတာများတယ်ဆိုတော့လေစိတ်တော့ကအာဒါလူငယ်စာပေးဆိုပေမဲ့လူငယ်မှမဟုတ်ဘူးเนาะစာဆိုတာလူငယ်ရောလူကြီးရောဘာလို့မဆိုဖတ်ဖို့အကျိုးရှိပါတယ်အဲ့တော့ကိုဖတ်တဲ့သူတွေရဲ့စိတ်နှလုံးသားလေးတွေမှာဟိုဘယ်လိုပြောမလဲဘယ်လိုတွေးခေါ်ရမလဲဘာလို့ခါကြရင် လူတယောက်ကစိတ်ညစ်နေရဆိုတာတကယ်ပြဿနာမဟုတ်ဘူးသူ့ရဲ့ရှုမြင်ခံစားပုံเนาะ perception ပေါ့အဲ့တော့ရှုမြင်ခံစားပုံသူတွေးတောပုံလေးတွေဒီစာပေကပြန်ပြီး correct လုပ်လိုက်တာเนาะဘယ်လိုလေးတွေးရမလဲဘယ်လိုလေးစိတ်ကိုထားရမလဲဆိုတော့စာပေကအများကြီးထိန်းချောင်းပေးပါတယ်ဒါကြောင့်မလို့ဟိုကိုယ်စိတ်ကျမ်းမာဖို့အတွက်အဲစိတ်ကျမ်းမာရယ်ဆိုရင်ဒီမှာပျော်ရွှင်မယ်ကိုယ့်ဘဝ enjoy လုပ်နိုင်မယ်အနာဂတ်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေပြန်လည်တောက်ပလာဖို့အတွက်ဆိုရင်ဒီလိုမျိုးစိတ်ခွန်အားဖြင့်ဒီဆရာရဲ့ဒီလိုစာအုပ်မျိုးလေးတွေကိုဖတ်တင်တယ်လို့ဆင်ရတော့ဒါပြေဝရုံကြည့်ပါရယ် ာမင်းတန်လိုမျိုးလူငယ်စာရေးဆရာကြီးခုခေတ်မှာအများကြီးပေါ်လာအရင်လောက်မှတာတယ်အရင်လက်ကြိုးဆိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကစိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့သူတွေပင်ပန်းနာခြင်းတွေဆိုများတယ်လေများတော့ဆရာတို့လိုဒီစိတ်ပိုင်းဆိုင်ရာမှာအများကြီး support လုပ်ပေးနိုင်မယ်ဆိုပြီးရေးသားတဲ့သူတွေပေါ်လာတဲ့အတွက်ဆရာလူငယ်တယောက်အနေနဲ့ရောစာရေးဆရာတယောက်အနေနဲ့ရောအင်တာမောင်းဝမ်းသာပြီးကြိုးဆိုပါတယ် ပထမစာအုပ်တော့မဖတ်ဘူးဆရာရဲ့ဒီဒုတိယစာအုပ်ပေါ့အရင်တော့ကတော့စိတ်ကဆရာမင်းတက်ရဲ့ဒီ Facebook post လေးတွေဖတ်ပြီးသူ့ကို follow လုပ်ထားတာ in person ကမခင်သေးဘူးနောက်တော့မှစိတ်ကိုစာအုပ်ထုတ်ပြထုတ်ပြသူနဲ့ဆရာမင်းတက်ကိုစာအုပ်စီစဉ်ပြသူကတယောက်တည်းပေါ့နော်အဲ့ဒီမှာကောင်းမှုနဲ့ဆရာမင်းတက်နဲ့ခင်ခွင့်ရတာပါအဲဆရာမကိုမီဒီယာမှာပေါ့လေနော်အများတန်းတွေ့ရင်ဆရာမ interview တွေအများတန်းကြည့်ရတာပေါ့လေနော်ဟုတ်အဲ့လိုဆိုတော့အဲ့ဒီကဆရာမကိုပေါ့နော်တည်နေတယ်အားကြရတယ်ပေါ့လေနော်ဟုတ်ကဲ့ပါဟုတ်အော်ဟုတ်ဆရာမကဒါ main ကလေးဖြစ်တာဖြစ်တဲ့အတွက်ပြီးရောရတာစာပြတဲ့ဆရာမရေးတဲ့အတွက်ဆရာမပုံစံအတိုင်းပဲ ဲ့ရေးသားလေးရာနုနုညံ့ညံ့လေးပေါ့လေနော်ဖက်ကတော့ပိုကောင်းတယ်ပေါ့ဟုတ်အော်အပြစ်မှလည်းဟိုပေါ့စာရေးထားတဲ့အတိုင်းပဲမီဒီယာပေါ်မှာလိုပဲတပုံသဏ္ဍာန်နေပေါ့လေနော်မြင်ရတာလေနော်ဒါနော်စကားအဲ့လိုမျိုးတော်တော်လက်လက်ပြောတတ်တယ်ဒါပေမဲ့အဲ့လိုမျိုးစကားရံများပြောရှုပ်ချက်ခက်နေမှာမဟုတ်ပဲနေလေအဲညင်ညင်လေးနဲ့စကားပြောကောင်းနေနားထောင်ရတာလေနော်ဟုတ်စာအုပ်ကအမှန်တမ်းပြောရတယ်စိတ်ဖက်ချင်နေတဲ့စာအုပ်ပဲပေါ့နော်အဲ့တော့ဒီစာအုပ်လေးလက်ဆောင်ပေးရဆရာကိုပေါ့ဒါတွေကအစီအစဉ်ပေးတဲ့အမမခိုင်မှာကိုကျေးဇူးတင်တယ်လို့အရင်ဆုံးပြောချင်ပါတယ်ဘာလို့လဲဆိုတော့လေ စိတ်တော့ကလူသားကအောင်မြင်ချင်တယ်ပေါ့နော်ဒါပေမဲ့အရင်သင်မင်းတော့မကြိုးစားချင်တာဘူးပေါ့နော်အဲ့တော့ဆရာဒီစာအုပ်ထဲမှာကြတော့ဒီအစွန်းမရောက်တဲ့မစ္စမာပတိပဒာနီးပေါ့နော်စိတ်စိတ်သုံးသပ်မိရတာအဲ့ဒါကိုဆရာကပြောထားတာပေါ့တစ်ခါလေကြာရင်စိတ်တော့ကအရင် စ조사လိုက်တဲ့အခါမျိုးကြရလေ comfort zone ကနေပြီးတော့ danger zone ရောက်သွားတယ်အဲ့ခါကျရင် energy တွေ exhaust ဖြစ်ပြီးတော့သူကဆက်မ조사နိုင်ဘူးငါမလုံးနိုင်တော့ပါဘူးဆိုပြီးကိုယ်ပန်းတိုင်ကိုဝေးသွားနိုင်တယ်ပေါ့နော်ဆရာဒီစားထဲမှာကျလူရဲ့စိတ်ကိုရောခန္ဓာကိုရောအပြင်းထန်မဟုတ်ပဲနဲ့ကိုယ့်ရဲ့ပုံမှန်ဒီလမ်းကြောင်းလေးတွေကဒီ comfort တွေကနေစိတ်လေးလက်တောက်တက်တာကိုယ်လည်းတက်တောက်တက်တာနေပြီးတော့ကိုလိုချင်တဲ့ကိုဘလို့ရောက်သွားမလဲဆိုတော့ဆရာက sharing လုပ်ပေးတိုင်းဆရာရဲ့အမြင်ရောမူရင်းစာရေးသူရဲ့ဒီအတွေ့အမြင်လေးတွေပါပေါင်းစပ်ရေးထားဖြစ်တဲ့အတွက်ပို့ပြီးထူးကြရလို့ထင်တယ်ပေါ့နော်ဟိုအဘော်တစ်ခု တယ်မဟုတ်ဘူးပေါ့လေအရင်ဆုံးဟိုလူတွေက comfort zone ဆိုတာဘာလဲပေါ့နော်အဲ့ဒါကိုဆရာကိုကိုသိအောင်ရေးပြထားပါကိုယ့် comfort zone ကဘာလဲအဲ့ဒါပြ comfort zone ဆိုတာဘာမှမသိပဲနဲ့ comfort zone မှာနေနေတယ်ဆိုတာမျိုးလဲလုံးလို့မရဘူးပေါ့နော်အဲ့တော့ဟိုလူတွေသိထားတဲ့ comfort zone နဲ့ဆရာတွေမှရေးထားတဲ့ comfort zone ကလည်းမတူဘူးနော်အဲ့ဒါတေချာဖတ်ကြည့်ပါဆရာ spoiler ဖြစ်မှာဆိုတော့ပေါ့နော်အဲ့တော့အဓိကပြောချင်တာကတော့ဘယ်အရာမှအဆုံးမရဘူးပေါ့နော် comfort zone ထဲမှာနေနေပြီးတော့စူးစမ်းလို့ရတယ်ဆိုပြီးတော့လည်းအရင်ကိုကိုအလျှော့ပေးလို့နာပေါ့ကိုကိုညှာလို့နာ ညာလုံးတဲ့အခါကျရင်လေကိုလိုချင်တဲ့ဂိုးနဲ့ဝေးွားမယ်ဂိုးဆိုတာဒီပွားမှာအောင်မြင်နေနေကြီးဖို့မှမဟုတ်ပါဘူးပေါ့နော်ကိုယ့်ရဲ့ definition နဲ့ပတ်သက်ပြီးရောပဲဖြစ်စေစိတ်ချမ်းသာမှုကိုကပွားမှာပျော်ရွှင်နေတယ်ဒါလည်းကိုယ့်ရဲ့ဂိုးတစ်ခုပဲအဲ့တော့စိတ်ပျော်ရွှင်ခြင်းလဲဆိုတာအဲ့ဒါကြီးကိုလည်းအတင်းကျပ်ကြီးလောက်ယူနေရမျိုးမဟုတ်ပဲနဲ့ပေါ့နော်ဒီအလေလက်လမ်းစဉ်ကနေဘလိုလေး try သွားရမလဲပေါ့နော်အဲ့လိုမျိုးဆင်ရတော့မြင်ပါတယ်ဖတ်ရမယ်ဘာလို့လဲဆိုတော့စိတ်ကစိတ်လို့စာရေးဆရာတွေက import မရှိရင်အောက်ကမထွက်လာအဲ့ဒါဘယ်မှာသိတာလဲစိတ်ကရတာစာရေးဆရာဖြစ်တာဟုတ်ရတာစာရေးဆရာဆိုသိတာ诶 စိတ်ဆော်ဖက်ပြိတဲ့နေမကြည့်စိတ်ဝိထုမထွက်တာဘယ်နှစ်နှစ်ရှိပြီလဲပေါ့နော်စိတ်နောက်ဆုံးထွက်ခဲ့တဲ့လုံချင်းဝိထုကမှောင်မိုက်ချင်းအလုံးလုံရင်ဟိုလုံချင်းဝိထုမထွက်တာတခြားစာတွေတော့ထွက်တာပေါ့နော်စောင်းမားတွေ SA တွေကပြားတွေအဲစိတ်စိတ်ခွန်အားဖြင့်စာတွေကတော့ထွက်တယ်ရတစာပြေကြတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ရတစာပြေဝိထုတစ်ခုရေးမယ်ဆိုရင်စိတ်တော့ဇဲအိမ်ဖြစ်ပြီးပြီးရောဆိုတာမျိုးမဟုတ်ဘူးဒီဝိထုတစ်ခုထဲမှာပေးခြင်းတဲ့ အဲသူ့ရဲ့အကြမ်းမြင် idea တစ်ခုရှိရပါဘောနော်ဟိုဥမာဆိုပါဆိုဒီဆရာရဲ့ဒီ comfort zone တွေကနေပြီးတော့ဘွားကိုဘယ်လိုစူးစမ်းလို့ရတာဟာစိတ်လို့ရတာစာပေးရကြအောင်ဆရာလိုမျိုးဒီလိုမျိုးရေးတာမျိုးမဟုတ်ပဲနဲ့ဇက်အိမ်လေးတဲ့ဒီကဇက်ကောင်ကြီးကဒီဥစ္စာကိုတော်ဝိုက်တော့နီးနဲ့ဒီဒီဟာဒီ message ကိုပေးသွားတာအဲ့လိုပုံစံမျိုးသွားရတာဘောနော်အဲ့တော့စိတ်လို့ကဟို ဒီစာအုပ်ကိုတခြားဘောက်ဖတ်ဖို့လိုတယ်လူတိုင်းပေါ့နော်နောက်တစ်ခုကကျတော့စိမ့်တော့ကဒီဘက်ခင်မှာဒီဆိုရှယ်မီဒီယာတွေဒီမိုဘိုင်းအက်ပ်တွေတုံးလာတဲ့အခါမှာစာဖတ်အားတအားကျလာတအားကျလာတဲ့အခါကျစိမ့်ကစာဖတ်ဖို့ mandatory ပေါ့မဖြစ်မနေလောက်ရမယ် to do list ထဲမှာထည့်ထားတာအဲ့တော့ဥမာဟိုစိမ့်ဆိုရင်အဲအိမ်မှာဆိုလဲဝယ်ပြီးမဖတ်တဲ့စာအုပ်တွေရှိတယ်ရှိတော့ကိုကမဖတ်စာအုပ်ဖတ်မယ်ဖတ်စာအုပ်ဖတ်မယ်အဲ့ဒါကိုထုတ်ထုတ်ပြီးတော့အိမ်ရှိအကန်မှာကိုထားထားရတယ်ကိုအမြဲတမ်းအဲ့တော့မှငါဒါဖတ်ဟဲ့ငါမဖတ်သေးပါလားဟဲ့ငါမဖတ်သေးပါလားတဲ့မလားအဲ့စာအုပ်ပုံယူမြင်နေမှာအဲ့စာအုပ်ထဲမှာဒီတော့တော့တိုးသွားပြီပေါ့နော်အဲ့တော့မဖြစ်မနေဖတ်ရမယ်ဆိုပြီးတော့ ့ကိုကိုကိုအာကိုကအများပြည်သူကို knowledge ပေးနေတဲ့သူဖြစ်တဲ့တော့ကိုကိုတိုင်ဝန်စာပြည့်နေအောင်ဖြည့်ဖို့လိုအပ်ပါတယ်။အဲ့အတွက်ဆင်ကတေချာပေါက်ဖတ်ကိုဖတ်မှာပါ။ကိုရဲ့ must do ပေါ့ duty လိုမျိုးပေါ့နော်။ဒီမှာလေ interview ဖြည့်မယ်ပွဲတက်မယ်ဆိုအလှပြင်ရတယ်လေ။အဲလူတွေကိုပြောမယ်ဟောမယ်ဆိုပြီးလဲကိုရဲ့စိတ်ထဲမှာကိုရဲ့ဒီအုံနောက်ထဲမှာနှလုံးသားထဲမှာဝန်စာတွေပြည့်အောင်ဆင်ကပြင်ဆင်ရမှာပါ။ဒါကြောင့်ဖတ်မှာပါဆရာ။ဟုတ်ကဲ့ပါဆရာကျေးဇူးပါ။ဟုတ်ဟုတ်တာပေါ့။ဘာလို့လဲဆိုဆင်တို့ကဒီခက်ခက်လွှမ်းမိုးမှုကို မလွန်ဆန်တာခက်ခဲပေါ့နော်ပတ်ဝန်းကျင်မှာဟိုဆိုပါဆိုဒီ distraction တွေများတယ်ပေါ့နော်ဒီဘာလို့ဆိုမိုဘိုင်းအဖုန်းကတနေ့တာရဲ့80ရာခိုင်နှုန်းလောက်ကိုသူကလွှမ်းမိုးနေတာဟိုသိမလားမနေ့လည်းအလန်းကလည်းအဲ့ရထားဘူးလေဒီမိုဘိုင်းဖုန်းကိုအားပြုရတယ်တခုတယောက်နဲ့တယောက်ဆက်သွယ်ဖို့ meeting ချိန်မှု shooting ချိန်မှုဒါတွေကလည်းဒီဖုန်းနဲ့ပဲအဲ့တခုခု shooting မှာပြောမယ့် script ဆိုလဲဖုန်းထဲမှာရိုက်ရပြန်ပြီတဲ့အဲ့တော့ဒီဖုန်းကိုအရင်အစိမ့်တော့ ဟိုဆွဲလန်းနေရမသိစိတ်ကဆိုပါဆိုတော့ခါလေကြရင်ကိုပေါ့နေနေလေ vibration ရတယ်ဆိုရင် sandwich ဖြစ်ပေါ်ကြလားမသိလားတကယ်တော့ဘာဖုန်းမှမလာဘူးအဲ့ဒါဘာလဲဆိုတော့ nomophobia လို့ခေါ်တာ mobile phone ကိုဆွဲလန်းနေရပေါ့နော်အဲ့တော့ဟို mobile phone တွေကဒီစာအုပ်တွေထက်ပိုပြီးလွှမ်းမိုးလာအရင်တော့ဆိုရင်ရှူတယ်မှာဘာပြောမလဲဆိုတာ notes လေးနဲ့မှတ်တယ်ဘယ်ငါဘာလုပ်အောင်လဲဆိုတော့အိမ်က white book လေးမှာရေးတာမျိုးပေါ့အခုကအဲ့လိုမဟုတ်တော့ mobile phone ကအရန်ဝင်လာပြီဖြစ်တဲ့တဲ့ကိုယ့်ရဲ့လွှမ်းမိုးမှုအားကြီးလို့နဲ့ဟာတိုက်ထုတ်ရတာတော်တော်တော့ခက်တယ် အမှကြာဆုံးသွားရပါဖြစ်လဲဆိုအတိအတိဉာဏ်ပညာတွေကရက်တက်သွားပါလေအဲ stock landing ဖြစ်သွားရင်တော့ stock leading ပေါ့နော် landing ရက်တက်သွားနေ leak လောက်တယ်ဆိုတာတခြားမဟုတ်တိုင်းပြည်ပိုင်းမတွေးနဲ့ကိုဘွားကိုဥဆောင်နေကြတာ leak လောက်နေကြတာပဲဆိုတော့ကိုဘွားကိုအကောင်းမမဟုတ်ဥဆောင်နိုင်တော့မှာမဟုတ်ဘူးအားကြောင့်မလို့ တော်တော်တော့ဘယ်လိုပြောမလဲမဖြစ်မနေငါဒီဟာမှမဖတ်ဘူးဒီစာအုပ်တွေမှမဖတ်ဘူးဆိုရင်ငါဘောငါကောင်းကောင်းမရမရက်တည်နေငါ့ရဲ့အောင်မြင်မှုတွေပျောက်ဆုံးသွားမယ်ကျဆုံးသွားမယ်ဆိုတာအမြဲတမ်း remind လုပ်နေရတာပေါ့လေအဓိကပေါ့လေနော်ဟိုဆိုင်းဆိုင်ဆိုင်းဆိုင်းမှာဆိုတာသာရေးတဲ့ယုံပေါင်းမပေါင်းစကားပြောကောင်းမှုလေလို့ရောစမဆိုင်ရစကားပြောအရင်ကောင်းတော့ခုလည်းတွေ့ရပဲလေနော်ဒါအဲ့လို့ဆိုတာဒါအတူယူတာပေါ့လေနော်ကျွန်တော်ဆိုလို့ရှိရင်စာရေးတော့စာရေးတာဟိုအဆင်ပြေတယ်ဒါပေမဲ့စကားပြောတဲ့ခါကျလို့ရှိရင်ဆရာမတို့လောက်အရင်ကြီးပေါ့နော်ပညာသားပါပါပေါ့မပြောတတ်တဲ့ခါကျရင်တချို့ကိုပြောချင်တာတခုချော်သွားတယ် တဲ့ဟာမျိုးဖြစ်တဲ့တော့ဆီယမတ်ဆီယအဲ့ဒါမျိုးကြီးအတူယူရတယ်ပေါ့လေဆီယမတ်ခုနကပြောသူလူငယ်တွေကိုအာစာဖတ်တဲ့နှုံးကကြားတဲ့တော့ကြားနေဒါပေမဲ့အဲ့ဒါကိုပို့ပြီးတော့ကောင်းလာအောင်လူငယ်စာဖတ်အောင်လို့ကျွန်တော်တို့ကဒီလိုပေါ့နော်အသိပညာပေးတယ် awareness လုပ်ပြတဲ့အခါမှာဒါတွေထည့်ပြောရတာပေါ့လေနော် interview တစ်ခုပေါ့ဖြေတော့ဖြေလိုက်ဒါပေမဲ့ဘာတွေပြောလိုက်များလည်းမသိဘူးကြည့်ရသူတို့လည်းဘာမှအကျိုးမရှိဘူးဆိုတာကြီးကအလကားပဲပေါ့လေနော်အဲ့လိုဆိုကျွန်တော်တို့ကဒီလိုမျိုးပေါ့ဒီ social media ပေါ်မှာ social platform တွေပေါ်မှာအသိပညာပေးနေတဲ့သူတွေအနေနဲ့ဒီလိုမျိုးပေါ့ဆီယမတ်နဲ့တွဲပြီးတော့ဖြေရတာလေအဲဂုံယူတယ်ကျေးဇူးလည်းတင်တယ်ပေါ့လေနော်โอเคပါဟုတ် ဟုတ်အရင်တုန်းကလည်းဒီမန္တဟာနဲ့ပတ်သက်လို့ပေါ့လေတခြား channel တွေမှာကျွန်တော်ရိုက်ဖူးတယ်ဒီလိုမျိုးပဲပေါ့လက်တန်းပြောလက်တန်းပြောတာပဲပေါ့နော်စကားပြောရတာဝါသနာပါတယ်ကျွန်တော်ရဲ့တကယ် main career ကလည်းလူတွေကို counseling လုပ်ပြီးတော့တနေ့တည်းလူပေါင်းများစွာနဲ့စကားပြောသူတို့ပြောတာနားထောင်ကိုကပြောဆိုတော့အကျင့်ကတော့ပါနေတာပေါ့လေကိုကိုသာစကားပြောဖို့ကမဖြစ်မဲ့တကယ်တမ်းစကားပြောနိုင်တဲ့သူပဲပါတယ်ပေါ့လေနော်ဟုတ်ကဲ့ဟုတ် စိတ်နှိုးကခန္ဓာကိုယ်ကျန်းမာဖို့အတွက်အဲဝေါ့ကောက်တွေလုပ်ကြရတယ်เนาะပြီးရခါကျရင် diet တွေ diet plan တွေဆွဲကြရပရိုတင်းတွေတောက်ကြရတယ်ရုပ်ကိုအစာအာဟာရစောင့်လို့စိတ်ကိုလည်းပညာဘူးတုဒ္ဒတာတွေပြီးတော့အာဟာရစောင့်ပါတယ် ဲ့တော့စိတ်တည်မကျန်းမာကြဘူးစိတ်တည်မပျော်ရွှင်ကြဘူး depression တွေဖြစ်ကြတယ်ဆိုတဲ့နေရာမှာစိတ်တွေလိုအပ်တဲ့အဟာရတွေအဲကိုကကောင်းကောင်းမပေးနိုင်ဘူးပေါ့နော်ခန္ဓာကိုယ်မှာမှာ vitamin C ချို့တဲ့တယ်ဆိုရင် vitamin C ဖြစ်စေစေတောက်ကြရမာဒီ vitamin တွေတောက်ကြရတယ်ငါစိတ်တည်မကျန်းမာမပျော်ရွှင်နေတာရောဘာလို့သူ့အစာမကြွေးတာလဲပေါ့နော်အဲ့တော့စိတ်ကအစာဒီစိတ်ကအဟာရဒီစပေးပါအဲ့တော့ဆရာပြောတဲ့ဆရာကအများသောအဖြစ်ကဒီလူငယ်စိတ်ပုံအဖြစ်စာဒီရေးတာများတယ်ဆိုတော့လေစိတ်တော့ကဒါလူငယ်စပေးဆိုပေမဲ့လူငယ်မှမဟုတ်ဘူးနော်စာဆိုတာလူငယ်ရော ူကြီးရောဘာလို့မဆိုဖတ်ဖို့အကျိုးရှိပါတယ်အဲ့တော့ဟိုဖတ်တဲ့သူတွေရဲ့စိတ်နှလုံးသားလေးတွေမှာဟိုဘယ်လိုပြောမလဲဘယ်လိုတွေးခေါ်ရမလဲဘာလို့ခါကြရင်လူတက်ကစိတ်ညစ်နေရဆိုတာတကယ်ပြဿနာမဟုတ်ဘူးသူ့ရဲ့ရှုမြင်ခံစားပုံပေါ့နော် perception ပေါ့အဲ့တော့ရှုမြင်ခံစားပုံသူတွေးတော်ပုံလေးတွေဒီစာပေကပြန်ပြီး correct လုပ်လိုက်တာနော်ဘယ်လိုလေးတွေးရမလဲဘယ်လိုလေးစိတ်ကိုထားရမလဲဆိုတော့စာပေကအများကြီးထိန်းချောင်းပေးပါတယ်ဒါကြောင့်မလို့ဟိုကိုယ်စိတ်ကျမ်းမာဖို့အတွက် အစိတ်ကျမ်းပါလေဆိုရင်ဒီမှာပျော်ရွှင်မယ်ကိုဘွား enjoy လုပ်နိုင်မယ်အနာဂတ်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေပြန်လဲတောက်ပလာဖို့အတွက်ဆိုရင်ဒီလိုမျိုးစိတ်ခွန်အားဖြင့်ဒီဆရာရဲ့ဒီလိုစာအုပ်မျိုးလေးတွေကိုဖတ်တင်တယ်လို့ဆင်ရတော့ဒါပြီးွားယုံကြည်ပါတယ် အာရောက်ချင်တာပေါ့ကိုရီးယားဒီစာအုပ်စာအငားရင်ကြီးကအဲ generation ကနေပြီးတော့အဲ generation လာတာဆိုတော့ဖြစ်နိုင်ရင်တော့စာအုပ်ဟိုပျောက်ဆုံးသွားတဲ့ဒီရာပြေတို့အမေအိမ်တို့အဲ့လိုစာစာအုပ်ဆိုင်တွေလည်းပြန်ရှိစေခြင်းနဲ့ဒီစာအုပ်ဆိုင်တွေမှာလူငယ်တွေခြေချင်းလိမ်နေတဲ့ကာလတွေကိုပြန်သွားခြင်းနဲ့စာရေးဆရာတွေစာပြေဟောပြောပွဲတွေတစ်ချိန်ချိန်တည်းပဲကာလတွေကိုပြန်ရောက်စေခြင်းပါတယ်တော့ရောက်တော့လေရောက်မယ်လို့မျှော်လင့်ပါတယ်နတ်ဖန်သူမဟုတ်ပဲတော့ခါပေါ့နော်အဲ့လိုတော့မျှော်လင့်ရတာပေါ့ဒါပေမဲ့အဓိကကဒီအမမေရဲ့မိဘလို့ဒီလိုစာအုပ်စာရွက်ကိုမဖတ်လဲ 跟咱们是啥朋友一样的。 ဘယ်လိုမန်နီးနဲ့ဖတ် iPad နဲ့ဖတ်မလားဖုန်းနဲ့ဖတ်မလားစာဖတ်နေလို့ရတယ်ပေါ့နော်ညမဲ့တော့ဘယ်ပုံစံနဲ့ဖြစ်ဖြစ်စာဖတ်တချို့ကြတော့ခုနောက်ပိုင်းစာမဖတ်ကျင်ကြတော့ audio book တွေပေါ့နော် YouTube ကဟာတွေနားထောင်ဒါလည်းရတာပဲကိစ္စမရှိဘူးအဓိကကသူ့မှာပေးကျင်တဲ့အသိပညာတွေအတွေ့အကြုံတွေသူ့စိတ်ထဲမှာရောက်ဝိုင်းပြီးရောအဲ့တော့ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ဖတ်ပါသူများပြောပြတာနားထောင်တာပဲဖြစ်ဖြစ်ဟောပြောပဲနားထောင်မှာဖြစ်ဖြစ် audio book ပဲဖြစ်ဖြစ်ဖုန်းကဖတ်ပဲ Facebook ကဖတ်ဖတ်ဖတ်ပါနော်အဲ့အနေတစ်ဆင့်ထပ်ပြီးတော့စူးစမ်းနိုင်မယ်ဆိုရင်တော့တကယ် physical book တွေကိုကင်စီခြင်းနဲ့ဒီစာရွက် နန်လေးနော်ဒီစာရက်ကအထီးတွေတွေအာကိုရမ်းကြိုက်တဲ့နေရာမျိုးရိုးရောက်ပြီးဆိုစိတ်လို့ဆိုကိုကတဲ့မလား emotion နဲ့တမားဆိုစာလို့ဒီလိုမျိုးမြင့်မြင့်နိုးလေးပတ်ပြီးတော့တွေးရတဲ့ feeling မျိုးပေါ့နော်အဲ့လိုခံစားချက်မျိုးကို ဟိုတကယ်ပဲခေလူငယ်တွေကိုရစေချင်ပါတယ်ခန်းစားကြည့်စေချင်ပါတယ်ပို့ပြီးမြန်လို့ဖို့ကောင်းတယ်ပို့ပြီးဆွဲလမ်းဖို့ကောင်းပါတယ်ကော်ဖီကြိုက်တဲ့သူလည်းကော်ဖီလေးတောက်ရင်းနှီးချမ်းလေးတောက်ပြီးတော့စာဖက်ရရတာဘာနဲ့မှမလဲနိုင်ပါဘူးနောက်တစ်ချက်ကဘာလဲဆိုတော့သူကကျမ်းမာရေးတော့ကောင်းတယ်ပေါ့နော်ဒီဖုန်းတွေ screen တွေကိုကြည့်ရခါကျတော့ဒီကထွက်တဲ့ blue light ကမျက်စိကျမ်းမာရေးအာယုံကြောတွေနောက်တစ်ခုကဒီမှာအကြိုက်ပတ်တဲ့ကမှာကိုယ့်ရဲ့ position ကမမှန်ရင်အာယုံကြောနောက်ကြောတက်တာဆက်ကြောထူတာ bla 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 အများကြီးဖြစ်အောင်မယ်နော်ကျမ်းမာရေးဟောပြောပဲဖြစ်မှာမဟုတ်လို့ကြက်လိုက်တော့မယ်အဲ့တော့ဒါမျိုးဖက်တဲ့ပြည့်ရခါကျတော့သူက sleep rhythm ကိုလည်းအနှောက်အယှက်ဖြစ်တယ်ဒီလို physical ဘုတ်ကကြာအဲ့လိုမဟုတ်ဘူးနောက်ဆုံးဖတ်ရင်ဖတ်ရင်လည်းအဲ့ချင်စိတ်ကူတော့ဖြစ်တာအဲ့ဘုတ်အတွက်ထောက်ကူဖြစ်ဆရာဆောင်ကိုပြောတာမဟုတ်ဘူးနော် so physical ဘုတ်ဖတ်တဲ့သူတွေကဟို insomnia ပြဿနာမဖြစ်ဘူးဒီ tablet တွေကြီးဖတ်တဲ့သူတွေက insomnia ပြဿနာဖြစ်တယ်ဒါကြောင့်မလို့စိတ်လဲစမ်းမခြင်းနဲ့ကိုယ့်ရဲ့ဒီညဘက်အိတ်တဲ့ဟာကိုလည်းအနှောက်အယှက်မဖြစ်ချင်ဘူးဆိုရင်တော့ဒီလိုမျိုး physical ဘုတ်ကလေးတွေကိုဖတ်တဲ့အချိန်လေးတွေကိုငွေးပါကိုယ်သားသမီးလေးတွေကိုလည်းဖတ်တဲ့အချိန်လေးတွေပြိုးထောင်ပေးပါလို့ဆရာတို့ဒီနေရာမှာတိုက်တွန်းကြောက်ပါတယ် ကျွန်တော်တို့ဒီစာအုပ်ထုတ်ကြရဲ့ရည်ရွယ်ချက်ကပေါ့လေနော်တဲ့ education charity ကိုကျွန်တော်တို့အထောက်ပံ့ပေးဖို့စာအုပ်ထုတ်တာပေါ့လေဒီစာအုပ်ကရတဲ့အကျိုးမြတ်တွေအကုန်လုံးဒီအဲ education charity တစ်ခုသွားမယ်ခုနကပြောသလိုပဲဆက်မပြောသူပဲပေါ့ပညာရေးကအရင်အရေးကြီးရယ်ပေါ့လေနော်ဒါပညာရေးရှိမှပဲသူတွေကပို့ပြီးတော့ Twitter ခေါ်တတ်မယ်ပြောတတ်ဆိုတတ်မယ်ပို့ပြီးနားလည်နိုင်စွမ်းတွေပို့ပြီးတော့ကောင်းမှဆိုတော့လေနော်အဲဒီစာအုပ်ရဲ့အကျိုးမြတ်တွေကိုကျွန်တော်တို့ education charity ကိုသွားမယ်ကလေးတွေပညာရေးအတွက်အထောက်ပံ့ပြီးမှဖြစ်တယ်ဒီစာအုပ်ကအဲ18000လို့ပြောတာများတော့များကောင်းများနေပြီမဲ့လေနော်ဒီစာ ာဝယ်ဖက်လိုက်တဲ့အခါမှာကိုယ့်အတွက်ကိုယ့်ရဲ့ set grow အတွက် set pair အတွက်လည်းအများကြီးအကျိုးပြုသလိုဒီစာအုပ်ဝယ်ဖက်ပြီးသွားတဲ့နောက်မှာကလေးတွေပညာရေးအတွက်လည်းကိုကအထောက်ပံ့လုပ်ပေးတာဖြစ်သွားမှာဖြစ်တဲ့အတွက်စာအုပ်လေးကိုဝယ်ဖက်ဖို့တိုက်တော်မှာလေပြဟုတ်အော်ဘယ်မှာဝယ်ဖက်လို့ရမလဲဆိုတော့ကျွန်တော် online နေဆိုလို့ရှိရင် smart sap ပြရနေမှလို့ရတယ်အပြင်မှာဆိုလို့ရှိရင်ဒီ28ရက်နေ့ကနေစပြီးတော့ city map တို့ဘာမှစပြီးဖို့လို့ရပါပြီပြဟုတ်မလာရှာကတော့ဘယ်ကတောင်းချစ်တောင်းနေမရဘူး။မရတော့ဘူး။ဒါပေမဲ့အဲ့ထက်မကတမိုးရှိတဲ့စာပေတွေကတော့တောင်းချစ်တောင်းနေရပါလေ။ โอเคโอเคပါဟုတ်ပြည့်စုံပြည့်ပါသည်ဟုတ်ဟုတ်